ကျေးဇူးတော်ရှင်အက္ကမဟာပန္တိတအဘိဓစ္စမဟာရထဂုရုမဂုတ်ဆရာတော်ဘုရားကြီးမရပူရမြို့မင်္ဂလာရိပ်သာဓမ္မယုံကြည်ပေါ်တွင်15ရက်12လ1960ခုနှစ်၌ကျောင်းမကြီးဒေါ်တင်လန်းနှင့်ယောဂီများအားအထူးဟောကြားဆုံးမတော်မူအပ်သော အမားသုံးချက်ကြောင့်အရှုံးသုံးချက်ရပုံတရားတော်အဋ္ဌိကံကိဥပမကာမ ကာမငါးပါးယုံကံကုန်လို့ဒီအဋ္ဌကံကုပင်ကုပမာခွေမယုတ်ကဲ့ပြင်းတူလာတို့တမီးတို့ပစ္စည်းတို့ခင်းနေတဲ့ပုဂ္ဂိုလ်များခွေမယုတ်ကဲ့တဲ့လူသုံးနှစ်လောက်မယုတ်ကဲ့ကြီးနေတော့ခွေတဲ့ကောင်မယုတ်ရမမဲရတဲ့ခါကျလို့ပြင်ပြင် ဆူမှာကံကောင်းတယ်လို့ကြောင်းထင်ပြီးဒီကလာဘွားရတယ်တနအိလဲဘွားမှာအယုတ်ကနည်းနည်းလေးပေါင်းတာပဲကယူရင်းရှင်ကြီးအနံ့လေးနဲ့ဒီရတာရှိတယ်လို့လို့နဲ့နောက်ဆုံးမိကြတော့ဘွားညောင်းလို့မောတော့ပြစ်ထိုင်ရတယ်ဝါပြန်လာတဲ့ညီနန်းလေးနဲ့ပြန်ရတာလားလို့မေးရင်မင်းဖြစ်တယ်ညီနန်းလေးနဲ့ပြန်ရတာဝါပြန်တာ မဲ့ပြင်ကြပြန်တယ်ဒီရိုးပဲသတိရပြန်တယ်ဒီလိုပဲလာွားပြန်တာချောင်းနေတဲ့ရိုးပဲဒီရိုးပဲလာွားတယ်တနေ့လောက်ရှိမှညီနန်းလေးနဲ့ပြန်ရတယ်ဆင်းရဲတာနဲ့ညီနန်းနန်းနဲ့သူဝါတဲ့ဆင်းရဲနဲ့ညီနန်းလေးရတာခံရတာနဲ့ပြောပတ်လောက်ချမ်းသာမှုရှိရဲ့ရှိပါဘူးထို့တူပဲတဲ့ဇာတ်လင်ခမုန်းပစ္စည်းရှာတဲ့ဒီနေ့တော့လေ ဒီမဲယုံနဲ့ဒီဆိုင်နဲ့ဒီကားနဲ့ဒီရကန်းနဲ့ကောဝါပြန်တယ်မဟုတ်ပါဘူးမိုးချုပ်နေဝင်ကြပြန်လိုက်ရင်လည်းဟိုဝါလေးတွက်တရားလေးတွက်နေဒီနေ့တို့တက်ကလေးပြလို့ကြံနေပြန်ပြန်နေဝါသလားလို့မေးတော့မဝါဘူးမဝါဘဲနဲ့ပြန်ရတယ်တော်ဗလားတိဥ္ဇာမဝါဘဲနဲ့ပြန်ခဲ့ရတော့တော်ဗလားဆိုတော့မဖြစ်ဒီရကန်းနဲ့ဒီကားနဲ့ဒီဆိုင်နဲ့တွားပြန်တာပဲ ွားပြန်တော့ဒီလိုဘဝနေပြန်တာပဲတနေ့လုံးဝါတာပဲညနေကျတော့ဈေးလေးတွေ့တော့ဆယ်ဆယ်ငယ်ကျန်တဲ့ဆိတ်သုံးတယ်ဒီညီနန်းလေးနဲ့ပြန်လာတာဘလောက်ကြာကြာဝါမှာတော့လို့မေးလိုက်ရှင်ဖြင့်တွားတာကျိုးเสียရှိတယ်ဝါပါမလားလို့မေးရင်မင်းတို့ဖြစ်ကြဝါပါပါဒါကမင်းတို့အလုပ်လုပ်နေတဲ့ ပုံကိုယ်လေးဖြစ်စဉ်အခွေမဲရကြိုက်လို့ပဲလို့သုံးနာရှိတယ်မဲရကြီးကညီနန်းနဲ့ပြန်မောရံနဲ့ညီနန်းလေးနဲ့ဟာမမျှတာပေါ့ညီနန်းလေးကမဖြစ်တော့ဘူးဒါလေးရရအောင်လဲတနားရောက်တနေ့လုံးတော့ဝါနေကြတယ်ဒါကြောင့်ဘုရားခင်ကိုယ်လေးကကာမမနုပြုယကန်တို့ကားတို့ဆိုင်တို့ဟာကာနဘယံကာမဂုဏ်တွေဟာ အပ္ပတ္တပါရဖရာတော့နည်းနည်းလေးရှိတယ်ဘ ഹു ဒုက္ခဒုက္ခရဲ့သိညာလေပါရဖရာကတော့နည်းနည်းပါဒုက္ခကတော့များပါဒုက္ခကတော့များကြီးပဲအဲ့ဒါမရင်းဘူးဒါမင်းမိကြတာဒီနေ့ဆိုရဒီမယုံနဲ့ဒီကရကန်းမင်းတွေကာမရင်တွေလည်းဆိုင်တော့သွားပြန်လာ။ဟောငါတို့ကြီးကလည်းမဝရတဲ့အခါတော့တော်တော်ဝါရတာ ွေမရခဲ့တယ်လို့ပြင်နေပါလားလို့ဘုရားကဟောတယ်။အဲဒါဒီမဲစိတ်မပြည့်စေကာလပတ်လုံးမှာဒီသွားနာမှုဒီမဝမှုနဲ့ပဲသိသသေးရောမဝပဲနဲ့သာနဲ့ပဲပေးရမှာကြားနေကြတယ်ဒါတော့မဝပဲနဲ့သိရတဲ့ဇာဟာရနဲ့သိတဲ့ပုဂ္ဂိုလ်မင်းလည်း ဇကန်လို့တော်ပြီကားလို့တော်ပြီဆိုင်းလို့တော်ပြီဆိုပြီးတော့ပြေးတော့ဘူးရခွေးမရဲ့ကြိုက်လို့ပြန်တယ်ပဲညီနဲ့နဲ့ပြေးနေဝါလည်းမဝဘူးဘွားပဲနဲ့ပြေးပွဲอยู่ဝင်ရောက်ရဘွားကြတယ်ကြိုက်ပြန်တာသဘောကျတယ်ရောက်ရဘွားကြတော့ကြိုက်ပြန်တာပဲကြိုက်ပြန်များလို့ဝါသည်သဘောရတယ်မရဘူးတန်လန်းနဲ့ပဲပြစ်ထားကြရတယ် ဒါကြောင့်ဘုရားသခင်ကိုရမဲကြီးကတာယာကြီးတော့နည်းလေးညီနာလောက်ရှိတာပဲဝဲရတဲ့နိုင်ပိုင်းကတော့များတယ်ဒီမလသားတွေသမီးတွေချွေတွေမျိုးတွေပစ္စည်းတွေဖြစ်တဲ့ခန္ဓာလေးကတော့နည်းနည်းလေးသူတို့တော့ဒုက္ခခံရတာတွေကတော့များတယ်ဒါဖြင့်တာယာရကပဲနည်းတယ်ဒုက္ခကများတယ်ဒါကဘာဟောတာတော့ဘုန်းတို့ဘုရားသခင်ကိုရမဲကြီးကိုမင်းတို့မိတ်ကြရခြင်းဖြစ် တဏ္ဍာကိုပေါ်နေတာလို့မှတ်ရမယ်။မှန်ပါဘူး။ဝေဒနာကမဝပဲနဲ့ခဏခဏဒုက္ခပေးတယ်။တရား။ဘဝလည်းဘယ်တော့မှမဝဘူး။ဒုက္ခလည်းပေးလိုက်တာကလည်းနေရှင်ရဲ့ဆက်ပေးတယ်။ဒီဘယ်နေရာပေးတော့ဒီဆိုင်ရှိတယ်လို့ဒီဆိုင်ကပေးရင်ရေကန်းရှိတယ်လို့ရ။တရား။ရေကန်းကပေးဒီကန်းရှိတယ်လို့ပေါ့။အာမှန်ပါပြီ။ဒီကန်းကပေးနေတယ်လို့ဆို။အဲမင်းတို့က ွေးပြေးပြရဘုံလို့ရနေတယ်ဘာဖြစ်သေးရဘုံလဲဒါပဲလေတော့မဝတယ်ဝတယ်ဟုတ်တော့ပြန်ပါတယ်မဝတယ်မဝတယ်မဝတယ်ဆိုတော့သတိရတန်းလာတန်းလာနဲ့ပြေးကြတော့တဏှာနဲ့တဏှာနဲ့မဝတယ်ဥပါဒဏ်နဲ့ဒီမဲယုတ်ပြစ်သွားကြတာလို့မဲတဲ့ခံပြောတယ် ။အိုလို့သာသေးလိုက်ရတယ်ဆွဲလမ်းမှုလား။ရှိတယ်ဆိုတော့ခွာတာကတဏ္ဏ။ဆွဲလမ်းပြီးဒီကရဏနေတဲ့ကဥပါဒ။အဲ့တော့ဆွဲလမ်းတဲ့တရားကြောင့်ကာယကံဝစီကံတွေကပြမဖြစ်ရပြီးတင်းဝစီကံရလာတယ်။ကာယကံကလည်းတရားတွေကိုင်းကလေးလိုတွေ့ကလေးလိုလာပြန်တယ်မနောကံလည်းလွန်ဆုတ်တယ်လာပြန်တယ်အဲ့ဒါဒီကံလေးကြောင့်မင်းတို့ဒီ ရောက်ရပဲလေးပါမယ်ဒီခါလေးခန္ဓာဘောဖြစ်အဲ့တော့ဒီကနေ့လည်းပြောကြတနာကလည်းမဝတော့ဥပါဒနာဆွဲလမ်းပေါ်မဆွဲလမ်းဘူးဆွဲလမ်းပါဆွဲလမ်းတယ်ဘာနဲ့ဆွဲလမ်းကြုံလို့မေးတဲ့အခါကျကာမှုပါတာဒီအယုံကိုဆွဲလမ်းတယ်ဒီကနေ့ဆွဲကားလေးဆွဲဆိုင်လေးဆွဲသိက္ခာပါတာ ငါနိုင်ငံခွဲရတော့မယ်ဆိုတော့ဒိဋ္ဌိပါဒံကလည်းပါလာမှန်ပါအတ္တဝရိပါဒံဆိုတော့ငါဟာနဲ့လဲငါဒီမတ္တတာကိုခွဲရတော့မယ်ဆိုတော့အတ္တဝရိပါဒံကလည်းပါလာမယ်ဥပါဒံ၃ပါးနဲ့ကံတွေလောက်လိုက်တဲ့အခါကျတော့ဟောရမှအပယ်လေးပါးဇာတိဟာအပယ်လေးပါးခံနိုင်ရတယ်ခါတဲ့ပေါ်လာတယ်ဒါဖြင့်ဟော နေတိုင်းလောက်တာလည်းမောဝပဲမောဝပြန်သေကံကြီးပြန်ဆွဲလမ်းမှုပဲရှိဆွဲလမ်းမှုရှိတဲ့အခါကျတော့ကံတွေကလည်းမမြင်မှုကံတွေမလာဘူးကံတွေကတော့ကံပြစ်ချက်လို့မင်းမခံရဘူးဒါမောဝတဲ့အလုပ်လုပ်ပြီလို့မောဝတဲ့အလုပ်လုပ်ပြီလို့ဆိုတဲ့ဘောကြမောဝတဲ့အလုပ်ဆိုတော့ဘယ်သူကမောဝတာလဲဆိုတော့ချင်းတဏှာကမောဝတာတဏှာကမောဝတာဥပါဒဏ်ကဆွဲလမ်း ဥပဒဏ်ကဆွဲလန်းတော့မကောင်းတဲ့ကံတွေပေါ်လာတယ်။စမ်းတော့မပြေရတော့မယ်ဆိုတဲ့ကံတွေကပေါ်လာတော့စိတ်မကောင်းတာတွေပေါ်မလား။ပေါ်လာတယ်။အဲ့ဒါကံတွေပေါ်လာတာ။အဲစိတ်မကောင်းမှန်းနဲ့သေသွားတဲ့ခါကျတော့ဘုရားမဘဘိစီယဓာတိချုပ်ပြီးကြတယ်။ခဏငါးပါးကြီးမလာဘူး။မလာဘူး။ခဏငါးပါးလာတော့ဘုဒီခဏခဏကောင်းတဲ့ခဏဇူလာဆိုတော့ သွားကြည့်တယ်ဒီကံကလည်းမကောင်းဥပါဒဏ်ကမကောင်းတဏှာလည်းမဟုတ်ပါဘဲနဲ့တွေ့သာသမီပြည့်စည်တယ်ပေါ့ကွာဒါဖြင့်အာလုံးဘုဂ္ဂိုလ်တွေပြေချက်ကြည်ကြတာဟာဒီဟန်ဝသေးတဲ့ပုဂ္ဂိုလ်တော်ရှားလိုက်မယ်လို့ဆိုရင်လောဘဒါဖြင့်ဒီဘယ်လေးပါးကြီးသွားတယ်ဘယ်လေးပါးခန္ဓာကြီးပေါ်လိုက်မယ်ကျွေးရတဲ့ပုဂ္ဂိုလ်လည်းတော်ပြီတမိဆိုပြီးသိသွားတဲ့ပုဂ္ဂိုလ်ရှာတယ်။ယကံထောင်းလိုက်လို့ကတော်ပြီနောက်ထပ်ဒီယကံမလုပ်တော့ဘူး။ ဖြားလိုက်ပြီးဘုရောကောင်းလုံးနဲ့ပဲနေတော့မယ်ဆိုတဲ့လူကလည်းဖြားဆိုင်မရရတဲ့ဆိုင်လေးနဲ့ဈေးတဲ့ကလေးဒီဈေးတဲ့နဲ့ဆိုတော့ဘယ်သုခတိနတ်ပြည်သွားဖို့နဲ့နိဗ္ဗာန်သွားဖို့ပါရလားမပါဘူးဒါပြန်မဝဘဲနဲ့ဆွဲလန်းမဝဘဲနဲ့ဆွဲလန်းဆွဲလန်းပြီးလို့အထုအထုလို့လည်း ။ရူပဲလေးပါရောက်ပြီ။ဒါဘုရုတ္တတိတုံဆိုတော့လက်သက်အရင်ကြကြရှာရခြင်းမဝရတဲ့ဒဏပတ္တိပဲ။ဘုရုတ္တတိဆိုရ။မဝရတဲ့ဒဏပတ္တိဆိုတော့ဒီဒဏမသေးသေးပဲလေးပါကလွတ်เสียအကြောင်းမြန်လေးရဲ့။ဒါဖြင့်ဟုတ်တယ်ဆိုတဲ့တရားပါလားဆိုတော့ယနေ့ညပေါ်လေးဦးညပေါ်ပါသူကလည်းဘယ်တော့မှဝါရုံထုံးတာမရှိဘူးရှိပါ့မလား ။ဝါယုထုံးစံမရှိဘူးဒိသခင်ရတဲ့တော်ပြီဒိသမိခင်ရတဲ့တော်ပြီဒီလုံးလို့ရတဲ့တော်ပြီ။ဒိသလည်းကမောလည်းကိုချက်ခင်ရတဲ့တော်ပြီလာကြရဲ့လား။လာပါဘူး။ဟာဒါပြမနော်။ဘယ်တော့မှလည်းမဝရတဲ့အလုပ်ကိုလက်ကင်ထားပြန်တော့ဆွဲလမ်းမှုနဲ့ပဲသိရမလို့ဖြစ်သွားပြီ။ဆွဲလမ်းမှုနဲ့သိရမလို့ဖြစ်သွားတဲ့အခါကျတော့ဘယ်လိုပါမှတော့လည်းရွေးချယ်နေပြလူသေးတယ်။မဟုတ်ပါဘူး။ဒီပဲကြတော့မှာ။အဲဒီတော့ ဒါကြောင့်ဝိပဿနာလုပ်လို့ကြ။ဝိပဿနာလုပ်လို့ကြဆိုတဲ့ဥစ္စာမျိုးကဒါလွတ်လိုက်လို့ပြောတာ။ဒါကနောက်ဒုရိယဥပမာနဲ့ဘုရားပြောပါနည်းတိနုကုဥပမာကာမ။ကာမမင်းတို့သာသမိနဲ့ပြည့်စည်အာရုံဆိုတဲ့တရားတွေတိနုကုဥပမာမျက်မီးရှုနဲ့တူတယ်။မျက်ကလေးကို ိုးလေးနဲ့စီးပြီးပြီဖျားမိရှုပ်ပြီးမင်းတို့ကညလမ်းသွားနော်ညလမ်းသွားတာတွေကလေကလည်းတိုက်ပြန်မိကလည်းကင်ထားပြန်ကိုယ့်ပဲကြီးလောင်မယ်ဆိုတော့မသေးကြဘူးလွတ်ပလိုက်လို့ရှင်တော့မလောက်ပါဘူးမင်းကလည်းမလွတ်နိုင်ဘူးဘာလို့လဲဒီမေးလင်းလေးကိုခင်တွဲနေတယ်မေးလင်းလေးခင်တွဲနေတဲ့အခါကျတော့စွတ်မပြတ်နိုင်ဘူးလောက်မပြတ်နိုင်ရင်တော့အလောင်းခန်းတွေမရှိပါဘူး တဏှာကဆုတ်ထားတာပေါ့တဏှာကဆုတ်ထားတယ်ဒီမိလေးမှမရှိလို့ရှင်မဖြစ်ဘူးဆိုတဲ့သဘောမျိုးလို့တဏှာကဆုတ်ထားတယ်ဒီသားမရှိမဖြစ်ဘူးဒီသမီးမရှိမဖြစ်ဘူးဒီကမမမရှိမဖြစ်ဘူးမဖြစ်ဘူးဆိုတာဆုတ်ထားမှန်ပါမယုံတဲ့ဆုတ်ထားတဲ့ခါကျတော့မိမိကဆုတ်တဲ့မိကလွတ်လိုက်ရင်တော့မလောင်ဘူးပေါ့ကွာမလွတ်ခဲနေလို့ရှိရင်လောင်ပါပါလောင်ပါပဲဒါပေမဲ့မင်းတို့ ဆုတ်တာကလားလွတ်ပြစ်ကြပါလားလို့မေးလို့ရှင်မင်းဖြေကြဒါခဏကြောင့်ဆုတ်ထားရတာပူရှင်လို့သူပြန်လေးပဲပါရလေးပူရှင်လို့မှတော့တင်လာပါရလေးဟဲ့နေတော့ဟာကမိုက်လိုက်တာကလောင်းနာတောင်မှမလွတ်သေးဘူးဆိုတော့ဘုရားရှင်ဘယ်နဲ့နေလဲဒီရမိုက်တယ်ရှိသေးဘူးရှိသေးပါဘူး သဘူကောမလောင်ဘူးလားသမီးဘူကောမလောင်ဘူးလားခင်မဘူကောမလောင်ဘူးလားမလောင်ပါဘူးပစ္စည်းဘူကောမလောင်ပါဘူးလွတ်ပလိုက်ရောရှင်မလောင်ပါဘူးမလောင်မှမင်းတို့ကလည်းလွတ်ကုန်လို့လွတ်တယ်ဟဲ့လောင်ကမ်းမိုက်နေတာပေါ့ကွာဟောင်းကျွတ်တယ်မလားဆိုလောင်ကမ်းမိုက်ရိတ်ကမြည်မိဘူးသူတို့နဲ့ဝဲလို့ရှင်အေးတယ်ဆိုတဲ့သဘောကိုမလာဘူးဘာကိုကြံရကြမယ် လုံးမလို့စိတ်ကူးကြလားလို့မေးတဲ့အခါကျတော့မခွန်းနိုင်ဘူးပြောပြမယ်။မခွန်းနိုင်ဘူးပြောတဲ့ကာလပါလုံးကဆုတ်ထားတဲ့အိဗေကရှင်းလင်းနေပဲ။မရှင်းဘူး။ရှင်းပါဘူး။ဘာဆုတ်ထားတာလဲဆိုတော့ပူဇော်ရှိတာဆုတ်ထား။သာချင်းလို့ရှင်းသာဆုတ်ထား။သမီးချင်းလို့ရှင်းသမီးဆုတ်ထား။ပစ္စည်းကံလို့ရှင်းတော့ပစ္စည်းဆုတ်။ပစ္စည်းကပစ္စည်းဘူးကောမလောက်ဘူး။မှန်ပါဘူး။ညမအေးရမနေ့ရသိုးရင်ရကြောင်းကြရအပူရဝန်းနဲ့မလောက်ဘူးလား။မှန်ပါဘူး။ သာသမီးတွေရှိပြန်နေကောင်းမကောင်းပူရတာရှိနေဝေးပူရတာလွတ်ပလိုက်ပါလားလဲဆိုတော့လေရှိတယ်မင်းတို့ဘယ်ဖြစ်မလို့မလဲပြောကြည့်လွတ်ပလိုက်ပါလားလဲဆိုတော့ဘယ်နဲ့ပြောကြလဲဘယ်ဖြစ်မလို့ပြောရဲ gain ကားမှာပဲဘောင်းစွန်းတော့မနိုင်တော့ဘူးလွတ်ပလိုက်ရင်အေးလိုက်မယ်ဆိုတာကမင်းတို့ရှင်းတာမြမီးရှိဘူးလေလေလာလည်းပဲလည်းပြေးပြန် လဲလဲလက်ကိုလဲလောင်ပြန်ဒါလုံးမပြည့်ဘူးဆိုလို့ရှင်မဟဲ့လူမိုက်လွတ်ပလိုက်ပါလားလို့ဘုရားကတော့ဘုရားပွင့်လာတာလွတ်ပလိုက်ပါလားဆိုဖို့ပွင့်လာတာကွာဘုရားပွင့်လာတော့ရိတ်မိမင်းတို့ကလောင်မှန်းကြည့်ပြန်မယ်အမြဲဆုပ်ကြတယ်လူမိုက်လွတ်ပလိုက်လွတ်ပလိုက်လို့ရှင်မဲအလောင်းတက်တာမဲမိလောင်ပြီးမင်းမသေးရဘူးဆိုတော့မလွတ်နိုင်ဘူးမင်းတို့ကပေးတယ်ဆိုတော့ ဘုရားကမှန်ပြောမင်းတို့ကမလွတ်နိုင်ဘူးဆိုတဲ့ကံလန်စကားတွေသုံးဆိုတော့အဲ့ဒီဘုရားနဲ့မင်းတို့ကရံဖြစ်ကြတယ်ရိတ်ကြီးဖြစ်ကြတယ်ဘုရားနဲ့ရံဖြစ်ကြတယ်မလွတ်ရင်တော့ရံဖြစ်နေတာလွတ်လိုက်လို့ရှိရင်တော့ဟောဆိုတော့ကောင်းစကားအမှန်ပြောချင်တယ်ကိုယ့်အသက်တာမှုပေးတာဆိုပြီးနားထောင်လိုက်လို့ရှိရင်တော့ဘုရားရဲ့တပည့်သားဖြစ်တယ်မှန်ပါဘုရားအပေးဆုံးထားမှရှိရင်တော့ဖြစ် ကန်းလာလောက်တာဘုရုကန်းလာလောက်ဘုရားလည်းလဲနေခြင်းနဲ့ဘုရားသင်တို့အတွက်ပြင်ပေးမလို့ပြင်ပေးမလို့ဒီအသိဉာဏ်တွေရအောင်လည်းကြိုးစားလိုက်ပြင်တတ်တဲ့ဉာဏ်တွေအဲ့ဒီဉာဏ်တွေနဲ့ပြောတာမနှုတ်ကဘာလည်းလုံးမလို့တည်တောင်မိဖို့ပဲဆိုတော့ဒီဘာလည်းလုံးမလို့တည်တောင်မိဖို့ပဲဆိုတဲ့ကိုယ်ခန္ဓာခံမှုသာသမိနဲ့ပြည့်စုံခံမှု တိတောင်းလာရမင်းတို့ကသွားပြီးကြိုင်နာငဟိုဟိုကလာပြီးလောင်နေတာမင်းတို့ကကြိုင်သွားကြိုင်နာနမင်းတို့ကလည်းသွားကြိုင်သေးတယ်လှုပ်ပြပါဆိုလည်းမင်းတို့ကမလှုပ်ဘူးဆိုတော့ဒါဘယ်ရဘယ်နဲ့လောက်ရမလဲအမှန်အကြတဲ့တို့မတွေ့ဘူးလားအမှန်အကြတဲ့တဲ့ကိုင်းနေလည်းမင်းတို့ကသွားကိုင်းနေမှားလို့ကိုင်းနေပြည့်တယ်လို့ပြောပြန်လည်းမလိုက်နိုင်ဘူးဘယ်နှစ်ဖြစ်နေကြတော့ နဲမိုင်လုံးကနေတယ်အဲဒီတန်လာဘာပြန်ဖြစ်ပြန်ဖြစ်ဆက်ကြရည်သေးတယ်ဖြစ်ပြန်ဖြစ်ဆက်ကြဘာမရှိဘူးဂိုင်းနာကလည်းဟိုကမိကကမနှုတ်ကမိကလာပြီးဂိုင်းမှာပြောတာလားမနှုတ်ကသွားဂိုင်းတယ်ဖြစ်ပြန်ဖြစ်ဆက်ကြရည်သေးတယ်ရရှိပါသေးတဲ့ခါမှာနောက်တခါဘုရားခင်ကိုရမေးပြတာမစလာငုံဘုကဆုံးထားရဘူးလွတ်ပြရတယ်လို့လာပြောပြန်တယ်မှန်ပါ လာပြောပြန်တယ်မင်းတို့ဘာနဲ့ဖြစ်မဆုံးတယ်မလွတ်နိုင်ဘူးဟုတ်ဆိုတော့ဒါဘာနဲ့ဖြစ်နေလဲတော့မင်းတို့ပြောပါဦးရှင်းသမောင်းမပြောတော့ပါဘူးကွာမိုက်ချက်ကလွန်နေတယ်ဘယ်နဲ့ပြောချက်ဒါပြန်ဘုရားသခင်ကရမကြီးကမင်းတို့အတွက်နားလည်းမထောက်ဘူးခိုင်းတယ်လည်းမင်းတို့ကသွားခိုင်းတယ်ခိုင်းလို့လောင်မြန်တဲ့အခါလောင်တယ်မြန်လို့ပြောပြန်တယ်လွတ်ပလိုက်လို့သူကလည်းမလွတ်နိုင်ဘူးဆရာဘုရားသခင်ကရမကြီးကသူကရုဏာတော့ကုန်ပြီကွာ မနမိုက်ချက်ကကြီးနေမနဆိုရဘုရားကရုဏာကရရှင်းမလားအမလည်းနင်တို့ဖြစ်စဉ်ကဒါဒီနေ့ညတရားကာမဂုဏ်ကြီးအပြစ်ကိုခန္ဓာကြီးကိုမလိုချင်အောင်ဘုဘခန္ဓာကိုယ်ခန္ဓာမလိုချင်အောင်ပြောနေတာကဲဒါပြန်ဘုရားခင်ကုရမကြီးကညှိချနာတဲ့ပုရိသန်ကန်းနေကို ဒါမကင်ကောင်းဘူးလို့ပြောပါလေပြောတော့ခါကြရပြန်ပြောကြတယ်နားမလည်ဘူးကင်တာပဲကင်ပြီးကြတာငါကပြောတာကန်းလာတော့သူကချင်းနေပြီဘယ်နှဖြစ်နေဘယ်ပြောတာဟုတ်တယ်ဆိုရင်မနေ့ကဘယ်နှချင်းနေကန်းလာချင်းလေသူများတွေလုံးနေကြတာပဲသူလူလူလူနဲ့ကင်ပေါက်နေသူများလည်းဟိုရင်ကြီးလိုက်တယ်သားနဲ့များနဲ့ဒီရင်ကြီးလိုက်သားနဲ့များနဲ့တော်ရကြမဲဆက်လက်တည်ကြလိုက် အိမ်တိုင်းမရှိဘူးလားရှိပါဘူးဒါတရားပဲသွားတာတရားကအိမ်တိုင်းအိမ်တိုင်းမရှိဘူးလားရှိပါဘူးအဲ့ဒါတွေမြန်လို့ဆက်ဆုံးလှုပ်ပလိုက်လှုပ်ပလိုက်သုဘိဒ္ဓကာလာသူ့အမြင်ကြဲတော့အမှန်ပြောဘူးလားပြောပါပါအမြင်ကြဲတော့မှန်ပြများတယ်လေမင်းတို့လူတို့ကပြေးလိုက်တယ်ကလုံးလို့ရှင်းမလားရှင်းပါပါဒါဖြင့်ဒီပေစမသိနေကြတာပါလို့အလောင်ရပ်ပါမရပါဘူး မရလည်းပြန်ပြမေးလောင်သေးတဲ့မသာပဲပဲသွားမယ်ဆိုရင်မရှိမေးရလည်းလောင်ပေလေသေးတယ်ဟမ်မရှင်ရမယ်ဝိညာဉ်မရှုံးနိုင်ဘူးအမောမြတ်ဆိုင်နေလိုက်သေးတယ်ဒါကလည်းညီဆွဲနေလို့မေးလောင်နေတာဟုတ်ပါမေးလောင်နေတော့အမောတွေများဆိုက်ပြီးနေတာတောင်မှလွတ်လိုက်ပါလားလို့နာနာပြောလို့ရှင်သူကမကြမ်းရမှာမလို့ဘူးအဲ့တော့ မြတ်ခင်ကရမေကြီးကရုဏာမရှိလို့လားကိုယ်ပေပြက်တန်လို့လားလို့ဘုံဆုံးတင်ပြန်စားစမ်းกว่าအလောင်းခန္ဓာလည်းမင်းတို့လောင်ပြီးပြရတာလေဘဝကံမိတာလေဟာဘယ်တော့ဆိုဘယ်နှပြက်ပြန်နေတော့ဤကံတာလည်းမသိလို့မင်းတို့မသိမှုကြောင့်ကံများလည်းမသိတဲ့ချက်လွတ်ကလည်းလွတ်တယ်ဆိုတော့ကိုယ်ကမလွတ်နိုင်တဲ့မသိတဲ့ချက်သေပေရောက်နေမှဆိုတော့ကိုယ်လည်းမင်းတို့က မသိတဲ့ချက်ဆိုတော့အဲဒါကြောင့်မသိသုံးမျိုးသွားမုန်းနေတယ်မှန်ပါဘူးဘာသောင်းမုန်းမသိသုံးမျိုးသွားမုန်းအဲဒါကိုမသိသုံးမျိုးလွန်မျိုးနေတဲ့ကုသဇဉ်အကံကုသဇဉ်အယုကုသဇဉ်အကံနဲ့ပဲဆိုရမှလည်းမိမမသိဘူးအယုလို့လည်းဆိုရမှလည်းကျောင်းမှာပဲအဲ့ဒါမဟုတ်တာကြီးကိုယ်လောင်လာကြီးခြင်ထားတော့ယူလို့ခြင်တာပေါ့ကွာဟုတ်ကလားမှန်ပါဘူး အဲ့ဒါလေမနောကစဉ်းစားကြည့်တော့မှာဩဒိဋ္ဌာတိကလို့ဆိုလို့ချင်းချင်းယမနာလောင်ပြင်းတံပါလားဒီဘူပါဘူးနဲ့မှမတူဘူးလို့ပဲဇက်ကလည်းထွက်နေကြတာပဲထွက်ကြဘူးသဘောတရားဆိုလည်းဒီဘူခွာပါတော့မယ်ရှဲပါတော့မယ်ရှားပါတော့မယ်လို့လည်းမလောင်ဘူးရဲ့နယ်ပဲသွေးပါလားဟာဒါပြန်လွန်ကုန်နေတယ်လား ်မလွန်သေးဘူးလားလွန်တော့ဘုမင်းပါပြင်ချင်းလေးရှိတုံးပြန်လိုက်ရင်ကောင်းသေးတယ်ဘာကနေဟောပြင်းနေရတာပါလဲမမေးလောက်သေးမယ်မေးလောက်သေးတယ်မသားရလားပဲသွားမယ်မသွားဘူးသေတော့ပဲသွားမယ်ပဲသွားမယ်သေးသေးချမ်းမှန်းနဲ့ပဲသွားမှာမသေးခင်မေးလောက်မေးလောက် ရိပ်မိဘာဖြစ်လဲလောင်ဘွားကန်နေရှင်းမလားအပေကောင်းလို့ရပါတယ်လုံးလုံးပဲလေရှင်းမိလက်မလို့မိလောင်ခံလို့မိလောင်ခံပြင်းစုတ်ပြရလို့မဆုံးနိုင်ဘူးပြင်းစုတ်ပြရမှာဘယ်သူကသွားပြီးကြလားဒီမိကန်တော့မွေးနေမင်းတို့ကလည်းကန်တယ်မင်းတို့ကန်နေကန်သေးတယ်လွတ်လည်းမပြတ်ဘူးအပေနဲ့ ဘွားရအောင်လေဆိုတော့မင်းကရှုံးချက်ကတန်မကြီးမတန်ဘူးလားအဲ့ဒါသေးချာနာကြီးနဲ့ထောင်မဩတို့ကရှုံးသုံးချက်နဲ့နေတာပါလားဘွားကိုင်းပြီလို့အမားချက်ကလည်းရှုံးတာလွတ်ရမယ့်အချိန်မလွတ်တာလေရှုံးတာရှုံးတာနောက်ဘယ်ရောက်တော့ရှုံးတာဒါပြန်အမားသုံးချက်ကြောင့်ရှုံးသုံးချက်ရတယ်တရားအမားသုံးချက်ကြောင့်ရှုံးသုံးချက်ရတယ်ဟာဒါပြန် ဘယ်ကင်ဂရမေကြီးကသွားလည်းမကင်နဲ့လို့ခေါ်တာသူပဲတနာပဲကြလွတ်ပလိုက်ကဥပါဒဏ်မပါစီနဲ့ဟုတ်လားဟုတ်ပါဘူးမေးလောင်လည်းမသေးစီနဲ့လို့မဟုတ်ဘူးဟုတ်ပါဘူးဘယ်လေးပဲရောက်နေမှာလို့ဟုတ်ပါဘူးဟုတ်ကဲ့အောင်ရတယ်ကင်မိအောင်လည်းကင်လိုက်သေးတယ်မလွတ်ဘဲနဲ့လည်းထုတ်ထားလိုက်သေးတယ်ဟုတ်လားအပဲရောက်အောင်လည်းမိုက်ရသေးတယ်ဆိုတော့အမသုံးရကြောင့်ဒုက္ခသုံးရရတယ် သဘောကြအမှားဆုံးချက်ကြောင့်အမှားဆုံးချက်ကြောင့်ဒုက္ခဆုံးချက်ရတာအခုချိန်ရင်းပြီလို့ရှိရင်ဖြင့်အင်းကန်းလေးမြန်မာသေးတယ်။ပေါင်ကန်းလေးမြန်မာသေးတယ်။ခုနေပြန်တက်လိုက်လို့ရှိရင်လွတ်ပါသေးတယ်။ဟာဒါဖြင့်ဒီတိုင်းပဲဘယ်နှလုံးမလုံးဆိုတဲ့စကားတစ်လုံးနဲ့သာဟောတွင်းတင်ကြည်လဲလိုက်မယ်ဆိုရကြပြီတော့။ဟုတ်ပါဘူး။ မင်းတို့တန်တရာကဘယ်နဲ့လို့မလုံးကလာမှာပဲဒီသားတွေဒီမြားတွေဒီပြည်ကြီးတွေကိုဘယ်နဲ့လုံးမလုံးကြာဒီပြည်တို့တည်တမ်းထားတာလေဟုတ်ဒီပြည်တို့စကင်ထားတာလေပြောတာလေဟာဘယ်နဲ့မှမလုံးနဲ့ပါလှုပ်ကလေးရင်လွတ်သေးတယ်ဆိုရင်ဒါနဲ့မင်းတို့ကရှင်ရလဲအောင်မှာပဲတောင်းစုပ်ဘုံစုပ်မဟုတ်ဘူးလာအောင်မှာမင်းတို့ကမလာဘူးလားလာပါဘူးဒါပေမဲ့မင်းတို့တန်တရာက ငရဲနိုင်ကြီးတွေ့တယ်မှန်ပါဘူးငရဲသွားမယ်ငရဲသွားမယ်ငရဲသွားမယ်ဆိုတဲ့အတ္တမှာပါဒီပြန်သံထက်သေးတယ်မှန်ပါဘူးအဲမင်းတို့ကဘာဘူးရဲ့ရှိသေးတယ်လို့မေးနေခက်သေးတယ်ဘာဘူးရဲ့ရှိသေးတယ်မင်းသင်လားဘယ်နဲ့နေရခက်ပါသေးတယ်ခက်ပါသေးတယ်မှားတာလည်းသုံးချက်ရမယ်တဲ့ခါကလည်းသုံးချက် ပထမသွားခိုင်းတော့လည်းပူတာပဲနောက်မလွတ်ဘဲနဲ့လည်းဒီတဲ့ပြင်းတာပူတာနောက်အပင်ငင်းတယ်ပြန်တော့ဒီတဲ့ပြင်းတာနဲ့ငရဲမီးနဲ့သွားတည့်ပြန်တော့ဖြစ်စဉ်ပူတာပူတာပဲနောက်ဘူးသုံးချက်ရှိနေတဲ့ဥစ္စာကိုပူရတဲ့တရားလက်သံမွေးလို့ရှိရင်ဖြင့်မင်းတို့ကလည်းဘယ်တော့မှအေးမှာမဟုတ်ဘူးအေးတော့အေးတော့ပူရတဲ့တရားသုံးခုကိုမင်းတို့ကမလွတ်ပြလို့ရှိရင်ဖြင့်ဘယ်နဲ့လွတ်ပြ ဝေရမမေးတော့ဒါပေမဲ့ကကိုယ်တိုင်းနဲ့နေကြည့်ရတာပဲညအေးချမ်းနေရရလားမေးတယ်မအေးဘူးမအေးဘူးကိုကလေးကသူဒီကလေးကငိုဟမ်အမှန်ပါသိကူကနှစ်ပြန်စားဖို့တော့ဆရာဘုရားသိကူနာမေးဘူးညလည်းမေးဘူးမနဲ့ကြတော့မအေးတဲ့အချိန်ထလောက်တော့တာပဲဒါလောက်တော့လည်းဒုက္ခတွေကမနေရဘူးမနေရဘူး ဟာတော်ပြီတံမီလို့တခါလာပါရဲ့လားမလာပြန်ဆုတ်ထားပြန်တာပဲဒီဥစ္စာနဲ့ပြန်လေဒီလိုခါလို့မယ်ဒီလိုနဲ့ပဲမင်းတွေရချင်းအပေသာရောက်သွားတော့တာပဲသဘောကျကြပါဘယ်မှန်းလို့ပထမသွားမကင်ဘူးကင်ပြီပြန်လို့ရှိရင်လည်းလွှဲထုတ်ဘူးလားပထမသွားမကင်ဘူးဆိုရတာမင်းတို့ကကင်ပြီကပုဂ္ဂိုလ်ကြီးထားပါတော့မှန်ပါဗျာမှန်တယ်မရနဲ့ဒီရှင်းနဲ့ဒီတော်မိပါဘူးဘူးတွေခိုင်းထားပါ လွတ်လိုက်လို့ရှိရင်လွတ်ပါလေလွတ်လိုက်လို့ရှိရင်လွတ်ပါလေလွတ်မှလည်းစိတ်ကူးသလားလို့မေးပြန်တော့မင်းတို့ကဘယ်နှလုံးမလဲဆိုတော့ရှင်ကြီးကလာပြန်တယ်ခက်လိုက်တဲ့ဖြစ်ချင်းဒီကန်းဒီယူတွေဘယ်နှလုံးကုန်လို့ဘယ်အကြီးတာတော့မြည်တယ်မြည်တယ်မြည်တယ်ပါဘယ်တော့မင်းတို့ကမျက်လုံးမှိတ်ရတယ်ဟမ်မှန်ပါပါမျက်လုံးမှိတ်ရတယ်မှန်ပါပါဒါကဘာလို့မျက်လုံးမှိတ်ရတယ် မင်းနဲ့နေရနေလောကကြီးကလည်းဘလူပဲကဲကဲဟုတ်လားကိုနောက်ထပ်ပဲကြမှာနဲ့တဲ့တော့ဖြင့်မဆိုးတော့ဘူးဆိုပြီးခုလွတ်ပလိုက်ပြီညာနဲ့လွတ်ပလိုက်ပြီဖြင့်လွတ်သွားတာဘာလို့ကြာဟဲ့မင်းတော့မျိုးလုံးငွေခွေရလေစိတ်ကူးကိုမထည့်သေးဘူးဘယ်နဲ့ဖြစ်နေကြစိတ်ကူးကိုမထည့်သေးဘူး ပြင်းထန်လာကြည်လိုက်ကွာကင်တာတယ်လောင်ပေါင်းကလည်းမြေပြင်ခါကြဘူးပြုံးမွေးရင်လည်းဘယ်နှပြောကြမရေတဲ့နာမလည်းကြာဘူးပဲကင်ပေါင်းကလည်းများမလွတ်နိုင်တာကလည်းကြီးကြီးမီးလောင်တော့မှသေပါမလားလို့မျိုးရှိသေးလားမီးလောင်လို့သေးရမှာပဲဆိုတဲ့အရေးပဲရှင်းတယ်အဲ့တော့ဒီကရမတွေဟာပထမမိုက်ကိုလည်းမပြင်းဒုတိယမိုက်ကိုလည်းမပြင်း ဆိုတော့တတ္တရမိုက်ပြသင်တာကိုတွေးရမယ်မတွေးရဘူးတွေးရပါဘူးဘာလို့ပထမမိုက်ကိုလဲဒုတိယမိုက်ပြင်းချင်းမှာရောမပြင်းတော့ဘူးအခုမင်းတို့ဆရာကောင်းတော်ကတွေ့တော့ဘူးကဲဒါတွေဟာသာဓုမြတ်ပြီးစီတွေဟာလုံးစုံကုန်ပဲအနတ္တသဘောတွေလို့ညာနေနဲ့ရှုပေးပေါ့ညာနေနဲ့ရှုပေးလိုက်တဲ့အခါကျတော့ကျင်းမသွားခိုင်မိသေးရဲ့မခိုင်မိလို့ရှိရင်ပြန်မပူမပူတော့ဘူး ခွန်ကင်မမကင်တဲ့ပုဂ္ဂိုလ်ကဆုတ်ထားเสียရှိတယ်။မဆုတ်ထားเสียမရှိတော့မကင်မိတဲ့ကတဏှာချုပ်တယ်ဆုတ်ထားတဲ့ဥစ္စာမရှိတာဥပါဒါမရှိတာဆိုတော့သူ့အတွက်ကြံစီเสียရှိတယ်။အဲဒါကင်ကံမစီကံတွေချုပ်တော့ဘူးလား။ချုပ်သွားတဲ့ခါကျတော့ဒီပဲလေးပဲတခါဘယ်နဲ့ပြိတ်သွားတာလေမင်းတို့ဒီဘဝမကင်တဲ့တတ္တိယမကင်ကောင်းမှုလို့သိတယ်ဥပါဒါနဲ့ရှိတာ။ မကင်ကောင်းဘူးလို့သိတာအဲဥပဒနာရှိတဲ့အလုံးမှာတော့မင်းတို့ကဲမဲ့ယူမဲ့လူတွေရှိကူမရှိဘူးဆိုတာသုံးခဲ့တယ်ကြာဒါပြန်မင်းတို့ပြင်မဲ့လည်းဥပဒနာရှိဘူးကိုကိုကောအဲအဲ့ဒီလိုရှုနိုင်ကြလို့ရှိရင်ပြန်တနာကသွားကင်လေးရမကင်ဘူးဥပဒနာကဆုတ်သေးရမဆုတ်တော့ကံကစီမံရရှိသေးရမရှိလို့ရှိရင်ပြန်တနာဥပဒနာကံဆိုတော့သမှုရသက်သာကြီးချုပ်ကုန်ပြီ သမုဒိယဒေသဆိုတော့ဘယ်တခါဒေသတွေလဲချုပ်မှာပဲမကန်ကောင်းမှုသိတဲ့ကခွန်းနဲ့ဥပဒနာရှိတယ်မက်ကန်နေဖြတ်ချလိုက်တာရှင်းမလားရှင်းပါဘူးသဘောပါတယ်နော်အဲ့ဒါပညာအောင်ပညာရှိသေးတယ်ကဲနိုင်သိပြီပေါ့ပြီးရင်တော့သာဓုသာဓုသာဓု